ကျွန်တော်ကတော့လေဟိုပေါ့ဒီဒေါက်တာဘွဲ့ယူတော့က comparative religion ဆိုတာဘာသာတရားတွေကိုလေ့လာပြီးတော့ပေါ့လေဥမာပြည့်အစ္စလာမ်ဘာသာတို့ဂျူးဘာသာတို့ခရစ်ယာန်ဘာသာတို့ဗုဒ္ဓဘာသာတို့ဟိန္ဒူဘာသာတို့ဆစ်ဘာသာတို့ဆိုပြီးတော့အဲ့ဒါတွေကိုလေ့လာပြီးတော့ PhD လုပ်ထားတာပေါ့အဲ့တော့ဒီမှာကျွန်တော်တို့ ဒီအဲ့မှာကျွန်တော်တို့ဗုဒ္ဓဘာသာစာပေတွေကိုလေ့လာတဲ့အခါမှာဒီတိတ်ဆိတ်ခြင်းอ่ะပေါ့เนาะအယံကိုအရေးပါပြီးတော့လူတွေအတွက်ကိုအယံအချိုးပြူတယ်ပေါ့เนาะအောင်မြင်ခြင်းအတွက်အောင်မြင်မှုကိုလိုချင်တဲ့လူတွေဆိုလို့ရှိရင်ဒီတိတ်ဆိတ်ခြင်းကိုအားကိုးရဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အိန္ဒိယမှာအလွန်မှချမ်းသာပြီးတော့လေကြော်ကြတဲ့ ဘယင်တပါရှိတာပေါ့လေဆိုတော့အဲ့ဒီဘယင်တပါကသူကပတ်စံနဲ့အရန်ချမ်းသာတယ်ငွေချေးလည်းအရန်ရှိတယ်တိုင်းပြည်ကလည်းတော်တော်ကြီးပါကြီးမားတာဒါမဲ့စိတ်မချမ်းသာစိတ်မချမ်းသာတော့အဲ့ဒါနဲ့သူပညာရှိတွေကိုမေးတယ်အပညာရှိတွေကဟိုစေးတော့ဒီစေးတော့အဲ့တော့အာယုံကအများအား stress တွေဖြစ်အဲ့တော့အဲ့ဒီမှာသူကဒီဗုဒ္ဓဘာသာဘုန်းကြီးတပါးကိုမေးတာပေါ့ ဲ့တော့အဲ့ဒီဘုံကြီးကနေနေပြီးတော့သူ့ကိုလမ်းညွှန်မှုပေးတယ်တကာကြီးပေါ့လေအရှင်မင်းကြီးပေါ့ဒီတိတ်ဆိတ်ခြင်းဆိုတဲ့အမှုကိုအာယုံထားပြီးတော့မိမိဘဝမှာကျင့်ကြံမယ်ဆိုလို့ရှိရင်အခုမင်းကြီးဖြစ်နေတဲ့ပြဿနာတွေစိတ်သောကတွေဝေဒနာတွေဒီအုံနောက်တွေမိုက်ဂရိန်းတွေဒါတွေအကုန်ကောင်းသွားမယ်တဲ့အဘယ်လိုလုပ်ရမလဲဆို15ရက်တည်တည်တဲ့ တိတ်ဆိတ်ခြင်းကိုကျင့်သုံးပါဒီကြားထဲမှာဘုရုနဲ့မှာစကားမပြောနဲ့လိုအပ်ရင်အနည်းငယ်စကားပြောကြရင် လုံးဝမပြောနဲ့ဆိုပြောအန်နဲ့ဘင်းကြီးရတယ်ကောင်းပြီကျွန်တော်ဒီတိုင်းကျင့်သုံးပါမယ်ဆိုပြောဆိုတဲ့အခါကျတော့ဘင်းကြီးရနေနေပြီးတော့တရက်ကနေနေပြီးတော့ငါးရက်အထိသူ စကားမပြောဖို့အတွက်ကိုသူစူးစမ်းဒါပေမဲ့အခြေအနေတွေကသူ့ကိုစကားပြောဖို့အတွက် ဟိုလူကလာပြန်ပြီမိသားစုကလာပြန်ပြီတခါတည်းမိရင်မကလာပြန်ပြီသားသမီးတွေကလာပြီဟိုအင်းရှိမင်းကတမျိုးဝင်းကြီးကတမျိုးဆိုတော့သူကသူ့အခန်းထဲအောင်မထွက်ဘူးတိတ်တိတ်ကလေးနေတယ်အဲ့တော့တိတ်တိတ်ကလေးနေပြီးတော့နေတဲ့အခါကျတော့စိတ်ထဲမှာပြောကျင်တာတွေဆိုကျင်တာတွေတပုံကြီးပဲလှုပ်ရှားရှိတာတွေတပုံကြီးပဲဒါပေမဲ့သူကဆုံးဖြတ်ထားတယ်ဒီဘုန်းတော်ကြီးပြောတဲ့စကားအတိုင်းသူတိတ်တိတ်နေတယ် ဆိုတဲ့အခါကျတော့တရက်ကနဲ့နှစ်ရက်လောက်အထိအဲ့လိုတိတ်တိတ်ကလေးနေတဲ့အခါကျတော့သူ့စိတ်ထဲမှာသူ့ရဲ့ကိုယ် stress ရစီမဲ့အကြောင်းအရာတွေကနဲ့သူကရှောင်ကျဉ်ပြီးတော့စိတ်ကိုငြိမ်သက်စွာနဲ့နေတယ်ဆိုတဲ့အခါကျတော့တဖြည်းဖြည်းနဲ့သူ့ကိုဒုက္ခပေးနေတဲ့ဒီ stress တွေကကျတယ်တရက်နှစ်ရက်လောက်ကျတော့သူတော်တော်လေးကိုအိပ်ပျော်လာတာကိုတွေ့ရတယ်ဟာဒါတော်တော်ဟုတ်ပါလားဆိုပြီးတော့သူတော်တော်လေးကိုစိတ်ဝင်စား ။အောင်ညဆိုလို့ရှိရင်သူကမိုးချုပ်တာနဲ့အမောင်ကိုသူယူလိုက်။အလင်းတွေပါတယ်အခန်းထဲမှာမထားတော့။ဒိတ်ဆိတ်ချင်းကိုပဲသူအာယုံဆိုင်ပြီးတော့သူနေတယ်။နေတဲ့အခါကျတော့အဲ့ဒါနဲ့ကျွန်တော်တို့၄၅ရက်လောက်ကြာတဲ့အခါကျတော့သူကတော်တော်လေးကိုသူနှစ်သက်မိ။ဒိတ်ဆိတ်ချင်းရဲ့အကျိုးကတော်တော်ကောင်းပါလားဆိုအဲ့ဒါနဲ့သူကအဲ့ဒီဒီနန်းတော်ကြီးထဲမှာနေရတာကဟိုလူကတမျိုးဒီလူကတမျိုးစကားကိုမပြောရင်မဖြစ်ရတော့ စကားကိုပြောရတယ်ဆိုပြီးတော့သူကအဲ့ဒီအနေနဲ့ပြီးတော့နန်းတော်အနေနဲ့ပြီးတော့တခါတည်းမြို့ပြင်ကိုတစ်ချက်ထွက်ပြီးတော့အဲ့ဒီမြို့ပြင်မှာတဲလေးထိုးပြီးတော့သူနေတာပေါ့လေနေတဲ့အခါကျတော့အဲ့ဒီမှာဒုတိယဆယ်ရက်အတွင်းထဲမှာသူကဘယ်လိုဖြစ်လာလဲဆိုတဲ့အခါကျတော့သူကအဲ့ဒီအဲ့ဒီတောထဲမှာသူကအဲ့ဒီသူ့ရဲ့တဲအူလေးထဲမှာသူနေတဲ့အခါကျတော့ပဝင်းကျင်မှာအရာရာတိုင်းဟာ ခုနပြောခဲ့တယ်တိတ်ဆိတ်ငြိမ်သက်မှုနဲ့တဘာဝရဲ့အရေးအငွေ့တွေတဘာဝရဲ့လွမ်းမိုးမှုတွေကိုသူကခံစားရလက်ပြလေးတွေပြန်နေတာနေအောင်ကြီးတွေထိုးနေတာတစ်ပင်ကလေးတွေလန်းဆန်းနေတာအဲ့ကြားထဲမှာသူကပန်းရံံကလေးတွေကြားထဲမှာသူနေတဲ့ခါကျတော့စိတ်ကပို့ပြီးတော့ကြည်နူးလာအဒီနီယံမှာငါဘလို့မှလည်းစကားပြောတရမလို့ဆိုပြီးတော့တဖြည်းဖြည်းနဲ့စိတ်ကပို့ပြီးတော့စိတ်ချမ်းသာလာအဲ့တော့ဒီဆယ်ရဲ့အတော်အတွင်းထဲမှာ သူ့ရဲ့ကြနေတဲ့ရုပ်ကလည်းပြေလာတယ်မျက်နှာကလည်းလင်းလက်လာတယ်ကြီးလင်းလာတယ်။ဘာကြောင့်လဲဆိုတော့ဒီစိတ်ချမ်းသာမှုနဲ့တိတ်ဆိတ်မှုကသူ့ကိုအယမ်းကိုတခါတဲ့စိတ်ကိုပျော်သေးတယ်စိတ်ကျန်းမာသေးတယ်စိတ်ထဲက stress တွေကျသွားကျပြီးတော့သူကအယမ်းကိုပျော်ရွှင်ပြီးတော့ဒီဆယ်ရက်စလုံးဖြတ်သန်းပြီးတဲ့အခါဩဒီဖုန်းတော်ကြီးပြောတာတော်တော်မှန်ပါလားမပြန်မှုမပြန်မှုသူပြောတဲ့အတိုင်းပဲနောက်ထပ် 15ရက်အတီတီကနေအောင်မယ်ဆိုပြီးတော့သူအဲ့ဒီမှာနေတဲ့အခါကျတော့အဲ့ဒီကြံတဲ့15ရက်မှာသူကအေးစိညင်သက်စွာထိုင်ပြီးတော့တရက်တရက်ကိုပြန်ပြောခဲ့တယ်စိတ်အာယုံတွေကိုဖယ်ရှားပြီးတော့အာယုံအများစုကိုဖယ်ရှားပြီးတော့စိတ်ကိုခုနပြောခဲ့တဲ့ကြမ်းမှခြင်းရွှင်လန်းခြင်းအေးချမ်းခြင်းဆိုတဲ့စကြဝဠာတွင်မှရှိတဲ့တရားအပေါင်းကိုအားလုံးကိုမေတ္တာသူပို့တာ အဲ့တော့မေတ္တာပေးမေတ္တာရတယ်ဆိုတဲ့အတိုင်းတတဝအပေါင်းကိုအရှိအယက်မှနေတဲ့တတဝအနောက်ယက်မှနေတဲ့တတဝတောင်ယက်မှနေတဲ့တတဝမြောက်ယက်မှနေတဲ့တတဝအပေါ်အောက်အယက်ရှိမြင့်နာမှာရှိတဲ့တရှိတတဝတွေအားလုံးအပေါ်မှာသူကမေတ္တာပို့တာမေတ္တာပို့ပြီးတော့ငြိမ်သက်ခြင်းကိုနေတဲ့အခါကျတော့15ရက်ပြည့်တဲ့နေ့ကျတော့သူကအယံကိုလောကကြီးရဲ့အနှစ်သာရကဘာလဲဆိုတာ သူသဘောပေါက်သွားတယ်အယံကိုသူဘုန်းတော်ကြီးကိုကျေးဇူးတင်အဲ့ဒီချိန်မှာသူ့ကိုဘုန်းတော်ကြီးကလည်းဘာပြောသွားလဲဆိုတဲ့အခါကျတော့အရှင်မင်းကြီးတဲ့လောကထဲမှာနေလောကရဲ့အောင်မြင်မှုဆိုတာကမိမိရဲ့နှုတ်ရှာကိုဘလောက်အထိထိမ့်သိမ့်လဲမိမိရဲ့စိတ်ကိုလေလွင့်ခြင်းကနေထိမ့်သိမ့်မိမိရဲ့စိတ်ကိုမြေတ္တာစေတနာတရားတရားတွေဘလောက်ပွားများအဲ့ဒါတော့အတိတ် လူကအသက်ရှင်ပြီးကျန်းမာနေမယ်အဲ့ဒီအတိုင်းပဲတဲ့ကိုကကိုယ့်သူအများကြီးပွားနိုင်မှာဖြစ်တယ်အဲ့တော့တဲ့ဟာလာဘုန်းကြီးပြောချင်တာကတိတ်ဆိတ်ခြင်းကို အသင်မင်းကြီးအတွက်ကိုအဓိကလက်နက်အဖြစ်နဲ့အသုံးပြုပါမိမိကဘလောက်ပို့ပြီးတော့တိတ်ဆိတ်လာမယ်အဲ့ဒီချိန်မှာအသင်မင်းကြီးအနေနဲ့လောကကြီးမှာရှိတဲ့အကြောင်းအရာအလုံးကိုသိလာမယ်မြင်လာမှာဖြစ်ပါ တနည်းအားဖြင့်ဆက်ကြဝဠာကြီးရဲ့ရှုဝဲချက်တွေကိုလည်းအသိမင်းကြီးသိသိလာနိုင်မှာဖြစ်တယ်။အဲ့တော့အခါကျတော့ဒီလောကကြီးကိုအကျိုးပြုနိုင်တဲ့မင်းဖြစ်မှာပေါ့လေ။အဲ့တော့ပြောပြခြင်းနဲ့ဒီအကြောင်းတရားရဲ့နောက်ွယ်မှာမရှိနေဆိုတဲ့အခါကျတော့ဒီဘာသာတရားတွေထဲမှာပေါ့နော်။အယံကိုတန်ဖိုးရှိတဲ့ဟလာလူတွေကိုအကျိုးပြုနိုင်တဲ့အကြောင်းတရားတွေရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့ ဒီဘာသာတရားတွေကိုလေ့လာခြင်းဟာမိမိကို ခြေနဲ့နှစ်သက်စေတယ်လို့အများကြီးပဲသင်္ကန်းသားတွေရအဲ့ဒီအတွက်ကြောင့်မလို့ဒီထဲကသင်္ကန်းသားတွေကိုယူပြီးတော့မိမိကိုယ်ကိုမိမိပဝိညာဉ်မှာရှိတဲ့လူတွေအားလုံးအပေါ်မှာအဲ့ဒီလိုဟာမျိုးအလားပညာပေးမယ်သူတို့ကို စေတနာမေတ္တာတရားတရားတွေထားဖို့အတွက်ကို ပြောမယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်လည်းစိတ်ချမ်းသာတယ်လို့ မိမိရဲ့ပတ်ဝန်းကျင်နဲ့စိတ်ချမ်းသာရင်မိမိတို့ရဲ့တိုင်းနိုင်ငံနဲ့မိမိတို့ရဲ့ကဘာကြီးတစ်ခုလုံးကလည်းအေးချမ်းသာရပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့စัจ java ရာကြီးအထိဖြစ်လာနိုင်တဲ့အကြောင်းတရားတွေရှိတဲ့အကြောင်းကိုပြောပြခြင်းပါတယ်ကျေးဇူးပါ